။ဥပထီပင်လေးတစ်ချက်လောက်ရှင်းပြပေးပါလားကြာ။အေးရှင်းပြပေးပါမယ်ရှင်းပြပေးပါ။အဲ့ဒါဒီကြတော့ဘယ်လမ်းကသွားတဲ့ပုံကိုယ်တွေသိနိုင်လဲလို့မေးတဲ့အခါကျတော့ဟလာကျွန်တော်တို့ဒီတိရိပ္ပလန်ကသွားကြလို့ပရမအောင်တို့ချိန်ပေါ့သောတာပတ္တိမေဖို့ကြာဘူးတဲ့ပုံကူများပေါ့နော်အာဘုဂုဆေဘကြီးကဘာပြောလဲဆိုတော့အမြင်အေးတယ်အနေလဲငြိမ့်တယ်အမြင်အေးတယ် အနေငိမ့်နေအမြင်ရတဲ့သာခန္ဓာကိုယ်မှာဟလာရုပ်တထောင်လောင်းလိုက်ရတယ်လို့အေးချမ်းနေတယ်ပေါ့နော်ဒါကအမြင်ကလည်းအေးပါတယ်တဲ့အနေကလည်းငိမ့်ပါတယ်တဲ့အဲ့ဒီမှာကိလေသာတွေမဖြစ်ပါဘူးကိလေသာတွေမဖြစ်တော့မနှောရင်မှငိမ့်ချမ်းနေတော့မနှောရဲ့ဟလာအမှန်တမ်းချမ်းသာတဲ့ငိမ့်ချမ်းမှုရပါတယ်နောက်အဲ့ဒီအချိန်မှာအာဒါကာပတ္တိနဲ့စိတ်တပတ္တိလို့ခေါ်ပါတယ်အဲ့ဒါနိဗ္ဗာန်ချမ်းသာတော့မဟုတ်ပါဘူးဓမ္မယတလို့လည်းခေါ်ပါတယ်ဟလာ ကိုယ်မှာဖြစ်တဲ့ချမ်းသာကတော့ဒုက္ခဝေဒနာဖြစ်ပါတယ်မနောမှာဖြစ်တဲ့ငြိမ်းချမ်းမှုကတော့သောမနတဝေဒနာဖြစ်ပါတယ်အဲ့ဒါကိုကာပတ္တိစိတ်တပတ္တိလို့စာလို့ပြောရင်တော့အဲ့လိုပြောလို့ရပါတယ်အဲ့ဒါဒီမက်ဖို့ကြာကန်နေပေါ့နော်မက်ဖို့မက်ဖို့ကြာကန်နေမှာဖြစ်ပေါ်လာတဲ့ဓမ္မယတ္တများဖြစ်ပါတယ်ဝေဒနာတွေဖြစ်တယ်ဒါမှမဟုတ်နိဗ္ဗာန်ဝင်တဲ့အခါမှာဘယ်တော့မှဒုက္ခဝေဒနာနဲ့မဝင်ဘူးကွာမှန်ပါတယ်အကျိုးမက်ဖို့တွေ ကြတဲ့အချိန်ခါမှာတော့ဘယ်တော့မှဟာလာဒီဒုက္ခနဲ့မဝင်ပါဘူးအဲဘာနဲ့ဝင်လဲဆိုတော့ဟာလာဒီဒုက္ခဝေဒနာတွေသုံးသက်ဝေဒနာတွေကာသင်္ကာရစိတ်ဓာတ်သင်္ကာရကိုဒီသင်္ကာမချုပ်ခင်မှာအဲ့ဒါတွေနဲ့စုံစည်းရပါတယ်အဲ့ဒါနဲ့စုံစည်းပြီးတော့အဲ့ဒီအချိန်မှာအဲ့ဒီဝေဒနာတွေဓမ္မရတာတွေခံစားလာပြီဆိုရင်ဟောရဲအဲ့ဒီအချိန်မှာဝင်လေထွက်လေရမယ်အဲ့မှာဖြည့်ပြည့်မြင်ဖြည့်ပြည့်မုံဖြည့်ပြည့်ဆုံးပေါ့ ြစ်ပျက်ဆုံးတာနေလဲကြုံရမယ်တဲ့အဘလို့အဲ့ဒီချိန်မှာဖြစ်ပျက်ကိုထိုင်းရှာกว่าတဲ့မျက်စိပေါက်မှာလည်းပဲအဲ့ဒီရုံနဲ့ဖြစ်ပျက်ဆိုတာမရှိတော့ဘူးနားပေါက်မှာလည်းဟလာကြာခဏ၅ပါးဖြစ်ပျက်ဆိုတာမရှိတော့ဘူးဟလာအဲ့လိုပဲဓာရအဲ့အကုန်လုံးမှာရုံနဲ့ဖြစ်ပျက်တွေကိုလိုက်ရှာမတွေ့တော့ပါဘူးအဲ့ဘာဖြစ်လို့မတွေ့တာလဲဆိုတော့ကျွန်တော်တို့ဒီဥပ္ပနခန္ဓာကဝိဘခန္ဓာကိုမိပြီးတော့ဖြစ်ရတယ် အောင်လို့ဝိဘက်ခန္ဓာနဲ့ဥပါဏခန္ဓာကတခြားသီလားမေးတော့တခြားသီလားမဟုတ်ဘူးအတူလားမေးတော့အတူလည်းမဟုတ်ဘူးအဲ့တော့ဝိဘက်ခန္ဓာကြီးကိုမြည်မြည်ဖြစ်ရပါတယ်ဆိုတော့အခုကျတော့ဘာဖြစ်လို့ဒီဥပါဏခန္ဓာတွေအဲ့ဒါအမိတိုင်ချုပ်သွားတယ်လဲအဲ့ဝိဘက်ခန္ဓာတွေဘာကြောင့်အမိတိုင်ချုပ်သွားတယ်လဲဝိဘက်ခန္ဓာဖြစ်ပျက်တွေရှားမတွေ့တော့ဟလာအဲ့တော့ဘာကြောင့်ရှားမတွေ့လဲလို့ပြီးတဲ့အခါကျတော့ခုနပြောတဲ့ဥပါဏနဲ့ဟလာဘယ်ချုပ်သွားတာဖြစ်ပါတယ်အဲ့ဒါအဲအဲ့ဒါတွေကို ဖြစ်ပြမရှိတော့ဘာတဲ့အဲ့ချိန်မှာထိုင်းရှာတော့မတွေ့ပါဘူးတဲ့ဘုဂုဆရာပြောတယ်။ဘယ်ဖြစ်ပြဒီလဲလို့မြေတော့ဥပါဒခန္ဓာကတော့ဟလာဥပါဒနာညာမှာတော့ဥပါဒခန္ဓာလို့ခေါ်ကြမသိပါဘူးနော်။အဲ့တော့ဥပါဒခန္ဓာတွေလည်းအစဉ်အာယုံသုံးကြမလို့မရှိဘူး။ဟလာဖြစ်ပြမရှိဆိုတာညာကသိနိုင်တယ်။တကယ်ဝိဘခန္ဓာကြီးကလည်းချုပ်သွားတဲ့အခါကျတော့အဲ့ဝိဘခန္ဓာချုပ်သွားပြီဆိုတော့သူကဥပတိပင်ညတ်သွားတယ်။ညတ်သွားပြီမဲ့ ဝင်လေထွက်လေကိုကြည့်မယ်ဆိုအဲ့အချိန်မှာကာသင်္ခါရရက်တယ်လို့ပြောတာအဲ့ဝင်လေသိစိတ်ထွက်လေသိစိတ်ဆိုတော့အဲ့ဝင်လေခန္ဓာ၅ပါးထွက်လေခန္ဓာ၅ပါးရဲ့ဖြစ်ခြင်းပြည့်ခြင်းတွေမရှိတာတွေ့ရမယ်။ကျန်တဲ့ဒွါရတွေမှာလည်းလိုက်ကြည့်လို့ရှိရင်အဲ့လိုပဲဖြစ်ပျက်တွေမရှိတာတွေ့ရ။အဲ့ဒါပါလဲဆိုတော့ဥပါနဲ့အဲ့ဒါဘင်ရက်သွားတဲ့လက္ခဏာပဲဖြစ်ပါတယ်။အဲ့ဒီမှာအာဖြစ်ပျက်တွေယုံနဲ့ဖြစ်ပျက်တွေမတွေ့တဲ့အခါကျတော့ အခုနမူလဒီချမ်းသာတဲ့ဟုတ်လားအရေးအောက်ကိုရောက်သွားတယ်လို့ပေါ့နော်အေးချမ်းသွားတဲ့ဟာလေးပေါ်မှာပဲစိတ်ကမရှိမှမပွားများပဲနဲ့နေတော့တယ်အဲ့အဲ့ချိန်မှာကာသင်္ကာရလေးရက်ပြီးဟုတ်လားဝိဒဝိဇာရဆိုတာမှတ်တဲ့ပွားတဲ့ဟုတ်လားဝိဒဝိဇာရခေါ်တာပေါ့အယုံမှာယုံနံနေကိုတင်ပေးတယ်ဖြည့်ပြည့်လို့မှတ်တယ်ဟုတ်လားဒါဆိုမဲ့ချတဲ့ဝိဒဝိဇာရကြီးလည်းအဲ့ချိန်မှာရက်သွားတယ်ဘာကြောင့်ရက်သွားလဲဆိုတော့ မှတ်ရမှာမရှိတော့ဘူးအဲ့ဆရာဝိဘက်ခန္ဓာကြီးကသုတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်လားမှတ်ရမရှိတော့ပါဘူးနောက်ကဝေနာတညာတွေလည်းရပ်သွားတယ်ရပ်သွားတယ်ဒါမှမဟုတ်မဟုတ်ဆရာကြွတီလုံးလေးနဲ့တီလုံးလေးနဲ့ညံမဲ့ကြံတယ်ကွာလေအဲ့ဒါဆိုလို့ရှိရင်တရားမှန်ပါတယ်နောက်အဲ့ဒီမှာပြောတာကဖြစ်ပျက်ကိုထိုင်းရှာကွာမတွေ့ပါဘူးအဖြစ်ပြက်ကိုရှာလို့မတွေ့ခြင်းကဥပနဲ့ပင်ရပ်သွားတဲ့လက္ခဏာပဲဖြစ်ပါတယ် အပြည့်စည်ပဲကြံနေကြတာတော့မနောဝိညာဉ်ကြီးပဲဖြစ်ပါတယ်သဘောတရားเนาะအောင်လို့အဲ့ဒါတွေကိုဟာဘယ်ရှင်ကြရင်တွေ့နိုင်မှာလဲဆရာလို့မေးလို့ရှင်ဟာကျွန်တော်တို့လမ်းကသွားတဲ့ပုဂ္ဂိုလ်များဆိုလို့ရှင်လဲအခုနေမင်းချမ်းသာနဲ့ခံစားနေပြီးတော့အခုနပြောသလိုပဲအပ္ပတ္တိတွေကြလာမယ်စိတ်ပ္ပတ္တိတွေကြလာမယ်ဆိုရင်အဲအဲ့ဒါဆိုရင်တော့အလိုရှင်တော့မပြေးနဲ့ပေါ့လေမလိုရှင်ရင်တော့အဲ့ဒါထတာပြေးပြီးတော့သဘောတရား အဲ့တော့အဲ့လိုက်ပေါ်မှာအပ္ပမတိနဲ့သမာဓိတွေလောက်ရပါမယ်။လောက်လို့ရှိရင်ကာသင်္ကာရချုပ်တာတွေတွေ့လာပါမယ်။ဝစီသင်္ကာရချုပ်တာတွေတွေ့လာပါမယ်။စိတ်ဓာတ်သင်္ကာရချုပ်တာတွေတွေ့လာပါလိမ့်မယ်။အဲ့အဲ့ဒါတော့အပ္ပမတိနဲ့သမာဓိတွေနဲ့သွားမှာဖြစ်ပါတယ်လို့ပေါ့လေ။အဲ့တော့ဥပတ္တိဝိရက်သွားတာကိုဖြစ်ဖြစ်ဒီရက်သွားတာကိုအဲ့ဒါဘယ်အချိန်မှာတွေ့နိုင်လဲဆိုတော့အကျိုးမဲ့ပဲလို့ပြောတဲ့သတိပြန်လန်းကသွားတဲ့ပုဂ္ဂိုလ်တွေကတော့သောတပတိမက်ဘူခိုက်သရဂမိမက်ကိုမက်ဘူခိုက်နာဂမိမက်ဘူခိုက် ဒါကျွန်တော်တို့ကတော့ဒါအရမ်းပဲပေါ့နော်အဲ့ဒါအဲ့ဒီအခိုက်အတန့်နေမှာအဲ့ဒီဥပနဲ့ပင်ရပ်ပြီးတော့မှာဝိဘက်ခန္ဓာတွေလည်းရပ်မယ်အဲ့ဒါနောက်ဥပနဲ့ခန္ဓာတွေလည်းရပ်မယ်ရပ်ပြီးတော့အဲ့ဒါအဲ့ဒါတွေကိုယ်တိုင်ကြုံတွေ့နိုင်ပါတယ်အဲ့ဒါအကျိုးမဖို့ကြတဲ့အခိုက်အတန့်တွေမှာဖြစ်ပါတယ်အဲ့တော့ရမလားကွာရှင်။ဟုတ်ကဲ့ဆရာတိတ်ကောင်းပါလေဆရာ။ကျွန်တော်အဲ့ဒါကိုအရင်ကျွန်တော်တင်းကူမှာပထမဆုံးအချိန်ဝင်တော့ကတတိယနေ့ပေါင်းဆိုတဲ့နေရာမှာတပည့်ကျွန်တော်အဲ့လိုဖြစ်ဘူးတဲ့ဆရာ ဒီကိုလုံးကရမ်းဟိုအေးတွေကနှိမ့်လိုက်နဲ့ကြာပြီးတော့အသက်ရှူတာတခါရှူရင်အကြာကြီးခံနေစရာအဲ့ဒါပြီးတော့လိုက်ရှာတာရှာလို့မတွေ့တဲ့အခါတစ်ခေါက်ကြုံဘူးတဲ့ဆရာတင်းကူပါအဲ့လိုမျိုးဖြစ်ရင်လည်းဖြစ်မယ်ကျွန်တော်လိုက်ရှာတာတက်ရှူတဲ့ဟာရနေပြီးတော့ဒီဖြစ်ပြက်ဆိုတဲ့နှလုံးခုန်တာလည်းမကြားရအောင်ဘာမှမကြားရဘဲနဲ့လူကအရန်ချမ်းပြီးတော့တုံလာတယ်ဆရာအဲ့ဒါတစ်ခေါက်တော့ဖြစ်ဘူးပါလေဆရာတင်းကူမှာတော့ဟုတ်ကဲ့ပါအဲ့အဲ့တော့ဘလို့အနည်းနဲ့ပဲအားထုတ်အားထုတ်ပေါ့နော်တချို့ကြလည်းပဲ အလားဒီသောတာပန်ကမျိုးမျိုးရှိတဲ့အတွက်အလားကိုဖြစ်တာကိုသောတာပန်ဖြစ်ပြီလို့မသိတဲ့သောတာပန်တွေလည်းရှိတယ်နော်အဲ့တော့သောတာပန်ဖြစ်တဲ့လမ်းကြောင်းကဒါနနဲ့ဖြစ်သွားတဲ့သောတာပန်တွေလည်းရှိတယ်အဲ့ဒါဥပ္ပတ္တိနဲ့ပေါ့နော်နောက်သီလသမထနဲ့ဖြစ်သွားတဲ့သောတာပန်တွေလည်းရှိတယ်ဒါသူကဝေးတဲ့လမ်းနဲ့သွားတာပေါ့ဥပဒနာအထုတ်ပြီးတော့မှအလားဖြစ်တဲ့သောတာပန်တွေလည်းရှိရှိပါတယ်အဲ့တော့အဲ့ဒါတွေကိုတော့ကျွန်တော်တို့ကဟိုဖရားရဲ့အရာတွေဖြစ်တဲ့အတွက်အသေးစိတ်တော့ ခွဲခြားစိတ်ပြပြီးတော့မသိဘူးပေါ့နော်ကျွန်တော်တို့ဒီဘက်ကတေချာဘောက်မဲ့ဖို့နိဗ္ဗာန်ကိုဟာလာရောက်ကြမဲ့ဟိုအကျိုးမဲ့ဖို့ရကြမဲ့ပုံကူများရဲ့တေချာဘောက်အတွေ့အကြုံကတော့ပါလဲလို့မေးလို့ရှင်တော့ဒါရှင်းပါတယ်ဥက္ကဋ္ဌပြောတယ်ကားတင်ခါလာဝင်ထွက်လေရက်တော့ကိုရန်တီရဟုတ်ကဲ့ကားရင်က ဝင်လေဖြည်းဖြည်းထွက်လေဖြည်းဖြည်းလို့မှတ်တဲ့အချိန်မှာအဲ့ဒီမှာဝင်လေထွက်လေမရှိတော့တဲ့အတွက်မှတ်လို့မရတော့ဘူးပေါ့တရားနော်တစ်ခေါက်တစ်ခေါက်ကြုံဘူးတဲ့ဆရာကျွန်တော်တင်းကူမှာတော့အေးအေးဟုတ်တယ်အဲ့နားမှာလည်းပဲဘေးနားမှာရသဗျာရှင်တို့လို့ရှိရင်ပလတ်တမမဝင်စားနေတဲ့အချိန်မှာလာတင်းကုတ်လေးမှာပလတ်တမမအဲ့ညောညောတမမဝင်စားနေတယ်ခုနှစ်ရက်အဲ့အချိန်မှာဘေးနားနေမိုးကြိုးတွေပြစ်မိုးတွေအကြီးကျယ်ရွာမိုးကြိုးတွေပြစ်တဲ့အတွက်အဲ့ဒီသူ့အဲ့နွားတင်းကုတ်ဘေးကအဲ့နွားတွေတည်သွားတယ်အဲအဲ့ဒါကို အဲ့ဒါနွားပိုင်ရှင်ကကြောက်လာပြီးတော့ကြည့်လိုက်တော့သူနွားတွေသေးနေတယ်ဘုရားကတော့အဲငုတ်တုတ်ဟလာလုံးဝမတုံမလုံးနဲ့ဆိုတော့ဒီနားမှာဒီမိုးကြိုးတွေပြက်သွားတယ်လေကြီးမိုးကြီးတွေတိုက်သွားတယ်ရှင်များမသိလိုက်ဘူးလားဆိုတော့မသိလိုက်ပါဘူးလို့သူပြန်ပြေးတယ်လေဟောအဲဘာဖြစ်လို့လဲဆိုတော့ဟလာအဲ့ဒီနားနဲ့အတန်နဲ့ဒီလောက်မိုးကြိုးပြက်တဲ့လောက်ကျန်းတန်းနဲ့အာယုံတွေဟာသူ့ရဲ့ဟလာဒီကြားခန္ဓာငါးပါးမဖြစ်ဘူးခန္ဓာငါးပါးရက်နေတယ် အနိရောဓမဘဝင်စားတဲ့အခိုက်တွေပဲလေဒုနည်းတူသွားပဲသဘောတရားနော်အဲ့လိုဥပဒေပြရပြီးတော့ခုနှစ်ရက်လောက်နေနေမှာလေကျွန်တော်တို့ရန်နာတွေနောက်ဆူရဇန်လေးရမယ်ရန်နာလည်းဖြစ်မယ်ဆိုတော့ဒီရောဓမဘဆိုတော့ဥပဥပနဲ့ပင်ရပြီးတော့ခုနှစ်ရက်လုံးလုံးအလားနေတာဖြစ်ပါတယ်အဲ့ဒါနိရောဓမဘမှာလည်းဒါတွေရှိပါတယ်သဘောတရားနော်အဲ့ဒါတွေကတော့ကိုယ်တိုင်အဲ့ဒါအမှန်တည်းသမားတွေလုတ်ပြီးတော့မှအင်းကိုယ်တိုင်အကျိုးမဲ့ဖို့တွေကြာပြီးတော့မှဇာန်နေလဲရမယ်ဆိုရင်တော့အဲ့လိုနေနိုင်ပါလား ကျွန်တော်တို့ကတော့လွတ်မြောက်ရုံနဲ့ကျွတ်တန်းဝင်ရုံနဲ့ဖလတ်သမားဘက်လောက်ပဲကျွန်တော်တို့စွန့်နိုင်မှာဖြစ်ပါတယ်ဟဲ့လားကျွန်တော်ဇာနေလည်းမရတဲ့အတွက်ကြောင့်မလို့အဲ့လိုတော့ကျွန်တော်တို့မနေနိုင်ဘူးဒါပေမဲ့ဘုရားရှင်ဟောတာခဲ့တဲ့ဟဲ့လားဒီနိဗ္ဗာန်ဆိုတော့အပြည့်မပြည့်တဲ့နေရာဆိုတာအလုံးသိပါတယ်ဟုတ်တယ်မလားနော်အပြည့်ရှင်ပြည့်ရှင်မရှိတဲ့အတွက်ဥပနာကန္တာပြည့်ရှင်ပြည့်ရှင်နေမရှိတဲ့အတွက်သူ့အမိဖြစ်နေရတဲ့ဝိဘက်ခန္ဓာရဲ့ဥပနဲ့ဘယ်ဆိုရတဲ့တရားတွေကလည်း မရှိတော့ပါဘူးအဲ့ဒါကိုမသေးခင်မှာတွေ့ချင်တယ်ဆိုရင်တော့အကျိုးမဲ့ဖို့ကြားတဲ့အထိပတ်မဒီနာသမန္တိကလောက်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ပြီနော်ဟုတ်ကဲ့သာဓုသာဓုသာဓုကျေးဇူးတင်ပါတယ်ဆရာကြာနောက်နောက်တစ်ခုလေးဆရာနောက်တစ်ခုလေးကျွန်တော်ဟိုစစ်ဆေးချင်လို့ပါဆရာကျွန်တော်ဒီတနည်းနည်းနဲ့တောင်တက်တယ်ဆရာတောင်တက်တော့အားလုံး9နာရီကြာတာပထမတနာရီခွဲလာတော့ဆရာတရားကိုကျွန်တော်နားထောင်ရင်းနဲ့တက်သွားပြီးဆုံးသွားတော့ဒီတိုင်းပဲကျွန်တော်အပ္ပမဒေနာတမ္မဒေတာလုံးရင်းနဲ့တက်သွားတဲ့အချိန်မှာတဖြည်းဖြည်းအတိဥပဒ္ဒနဲ့ခန္ဓာက ကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးသားကိုယ်ကဥပဒါနဲ့ခန္ဓာလို့ဖြစ်နေတယ်ကျွန်တော်မလုပ်ဘဲနဲ့ကျွန်တော်ခြေထောက်တွေကျွန်တော်ဒီအသက်ရှူတာတွေအတူတူသွားပြီးကျွန်တော်ကထိုင်ကြည့်တယ်လို့ဖြစ်လာအဲ့ဒါဒီဝိပဿနာပဲရောက်သွားလို့လားဗျာဘာဖြစ်လဲကျွန်တော်ကကျွန်တော်ကျွန်တော်မဟုတ်တော့ဘူးဗျာအဲ့ဒီဥပမာနဲ့ခန္ဓာတောင်တက်နေကျွန်တော်ခြေထောက်အတူတူသွားနေကျွန်တော်မသွားဘူးဗျာအဲ့လိုဖြစ်လာတယ်ဗျာအဲ့ဒါဘာဘာဖြစ်လို့လဲလမ်းမှာကျွန်တော်တို့ခုနကပြောပြကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးရောတခြားလားဥပါနေခန္ဓာပဲလား ဥပါဒာနဲ့ခန္ဓာပဲဆရာအဲ့ဒါဒီခန္ဓာကိုယ်ကဥပါဒာနဲ့ခန္ဓာကြီးဖြစ်သွားတယ်နော်ဆရာဟုတ်ပြီဗျာအဲကျွန်တော်တို့ကအကုန်လုံးကအာယုံကြီးသိရတာလေဒီတလမြောက်တော့ခန္ဓာကိုယ်ကြီးကိုမျက်လုံးမှာမြင်ရတယ်အဲ့ဒါကြီးကငါခန္ဓာကိုယ်ကြီးလို့လုပ်တယ်အဲ့တော့အဲ့ဒီမြင်ရတဲ့ဒီခန္ဓာကိုယ်ကြီးကလည်းဒါဥပါဒနဲ့ခန္ဓာပဲလေ ဟောအဲ့ဒါဆိုတော့လမ်းမြမာလာလို့ဟုတ်ပြီဆရာကျွန်တော်ခန္ဓာကိုယ်ကျွန်တော်မဟုတ်တော့ဘူးဆရာတွားနေတူတူတွားကျွန်တော်ထိုင်ကြည့်ရက်ကြည့်နေအဲ့ဒီငါးငါရောကျွန်တော်မမောတော့တူတူတွားနေတယ်ဆရာကျွန်တော်နားတဲ့နေရာရောက်တဲ့ဒီတော့တရားအောင်တဲ့ညင်ပြီးတော့ကိုကိုကိုထိုင်ကြည့်ခြေလမ်းကြောက်တုံးတွေ့တူတူတက်သွားခြေလမ်းခြေတော်ကြီးကတူတူဒီလိုတွားနေကျွန်တော်အဲ့လိုအဲ့လိုခံစားနေရတယ်ဆရာကျွန်တော်တခုများမားပြီလားလို့ကျွန်တော်ကအာမမပါဘူးအခုကျွန်တော်တို့တောင်းလို့တန်တော့ကရောတက်ကရောထေရှားရှိသောခန္ဓာကိုယ်ဒီဥပ္ပနဲ့ခန္ဓာပဲကျွန်တော်တို့ရဲ့အသိဉာဏ်နဲ့ထိတွေ့နိုင်တဲ့ ဲ့လားခန္ဓာမှန်သမျှဒီဥပနဲ့ခန္ဓာကိုပဲထိပြနိုင်ပါတယ်တကယ်ဥပတိပင်ထိုက်တဲ့ဒေရသိကရင်ငါတို့နဲ့တဲ့ခန္ဓာကိုယူကျွန်တော်တို့မထိပြနိုင်ကျွန်တော်ညာကလည်းမမီဟုတ်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့